ပြည်တွင်းစစ်ပြဿနာအပိုင်း၄ကြာလီရှုပ်လီဖြစ်တဲ့ဗမာပြည်ပြည်တွင်းစစ်ချာချီအဖို့ကတော့ BIA PVF အနွယ်ဖတ်စပလာဆိုရင်ဝဲဝဲရာရာသူတို့နဲ့မစိတ်ဆက်ကြီးပဲစိတ်ဆက်ရင်စောစိန်မော်ကိုပဲစိတ်ချတယ် ူတို့ကအလိုတော်ကြီးဂိုင်းပြည်တွင်းကအလိုတော်ကြီးအားလုံးသူတို့အောက်မှာရှိတယ်။သူတို့နဲ့စိတ်ဆက်ရင်အင်္ဂလိပ်အတွက်ပိုအကျိုးရှိမယ်လို့မြင်တယ်။ဖာစာပါလာနဲ့စိတ်ဆက်ပြီးလွတ်လပ်ရေးပေးခဲ့တာကို အင်္ဂလိပ်ခေါင်းမာဂိုင်းချာချီတောင်တိုင်းသားမိတ်ဆွေစသူများကမကျေနပ်ဘူး။ပြည်တွင်းအလိုတော်ကြီးတွေကလည်းအင်္ဂလိပ်ကသူတို့အပေါ်တစ္ဆာဖောက်သွားတယ်လို့ထင်ပါတယ်။ချာချီဟောဂိန်းထုတ်ခဲ့တဲ့ပြည်တွင်းစစ်မျိုးမဖြစ်ခဲ့ပေမဲ့ လက်ဝဲညညွေးပြိုကွက်ပြီးပြည်တွင်းစစ်ဖြစ်တော့ပြည်တွင်းစစ်ဟာကျေပြန့်သွားတယ်။ရီမန်းချက်မျိုးမျိုးနဲ့တိုက်တဲ့ပြည်တွင်းစစ်ဖြစ်သွားတယ်။ကွန်မြူနစ်နဲ့တခြားလက်ဝဲအင်အားစုတွေကပြည်သူဒီမိုကရေစီတွေ့တိုက်တာ။အဲ့ဒီထဲမှာလည်းအမြင်တညီတည်းမဟုတ်။လူမျိုးစုအင်အားစုတွေကရည်ရွယ်ချက်တမျိုးသူတို့လည်းတညီတည်းမဟုတ်။ဒါကြောင့်ပြည်တွင်းစစ်ပြဿနာကိုဖြေရှင်းဖို့ဟာတခုကောင်းနဲ့ မရှင်းနိုင်ပါဘူးဘတ်ဆုံဖြည့်ရှင်းမှရမယ့်ကိစ္စဖြစ်ပါတယ်ရန်သူဘက်ကလည်းဒီလိုပဲဖာစာပါလာအစိုးရ10နှစ်မှာဥနုကတမျိုး ဥပဆွေဥကြုံချင်းကတမျိုးစစ်တပ်ကတမျိုးပဲပြည်တွင်းစစ်ပြဿနာဖြည့်ရှင်းခြင်းမုံချင်းတညီတည်းမဟုတ်ဘူးဆိုရှယ်လစ်နဲ့စစ်တပ်ကအပြတ်ချေမုံကြီးက တပြားသားမှမလျှော်ဘူး now နေဝင်းရဲ့စစ်အစိုးရဖြစ်လာတော့ပါလီမန်အစိုးရလိုဟိုညိဒီညိလုံနေကြ မလိုတော့ဘူးဘိုးနေဝင်းကောင်းကျင်ရင်ပြီးတယ်ဒါကြောင့်သူ့ခင်မှာနှစ်ခါတောင်စစ်ဆက်ဆွေးနွေးပွဲ လုပ်နိုင်ခဲ့တာပဲပြည်တွင်းစစ်မှာပါဝင်ပတ်သက်လာတဲ့နိုင်ငံတိုင်းအင်အားစုတွေကိစ္စမှာအပြောင်းလဲတွေ ရှိပြန်တယ်ဗမာပြည်ပြည်တွင်းစစ်မှာစိတ်ဝင်စားသူကကြာလေများလေဖြစ်လာတယ်ချာချီနဲ့တောင်တန်းသားမိတ်ဆွေများကြီးမဟုတ်တော့ဘူးချာချီကမရှိတော့ဘူးသူ့ပါတီကလည်းဗမာပြည်အရေးကိုရေးကြီးခွင့်ကျယ်သဘောမထားတော့ဘူး တောင်နန်းသားမိတ်ဆွေများကတော့အိုနာဂျိုကန်ဖြစ်သူပဲကြံတယ်။ KIO ကဥဘရန်ဆိုင်1980နှစ်တွေထဲမှာအင်္ဂလန်သွားတွေ့တော့အိုမင်းမစွမ်းတွေအင်္ဂလိပ်ထက်လွတ်တော်မှာလော့တွေ ဖြစ်နေတယ်။ဗမာပြည်ကြီးသူတို့အုံနောက်ထဲမှာမရှိတော့ဘူး။တိတ်လဲစိတ်ဝင်စားတော့ဘူး။1990နှစ်တွေမှာပြည်ပကစိတ်ဝင်စားသူတွေအလွန်များလာတယ်။ဘာကပအနေနဲ့အားလုံးကိုမသိပါ။သိတာလဲမဖော်ပြလို့ပါ။ ကျွန်တော်တို့မိတ်ဆွေတွေရဲဘော်တွေဟာအခြေအနေကိုကြည့်ပြီးစကမ်းသွားနေရလို့ဖြစ်ပါတယ်။အခုတင်ပြချင်တာကပြည်တွင်းစစ်ပြဿနာဖြေရှင်းရေးမှာ ဝင်ပြီးဩဇာပေးခြင်းနဲ့ပါဝင်ပတ်သက်ခြင်းနဲ့အကြံပေးခြင်းနဲ့ဆေးမီတို့ပေးခြင်းနဲ့လူတွေများတဲ့အကြောင်းပါ။ဆေးမီတို့နဲ့တဲ့သွားရင်ဂုံယူပြောဆို မတဲ့လို့သိရင်အလုံးမဖြစ်ဘူးဆိုတဲ့ပညာတခုတော့တိုးတာပဲလို့သဘောထားမဲ့သူတွေများပါတယ်။အခုခေတ်က စစ်အဲလွန်ခက်ပါတရင်နီးပညာ IT ခက်ဟိုခက်ဒီခက်ဆိုတာကြီးပါဗမာပြည်ကလူတွေပြည်ပထွက်နေတာလဲများပါတယ်အိမ်ခင်တတ်တဲ့လူမျိုးတွေနိုင်ငံခြားထွက်လွတ်လုပ်နေရပါတယ်အခုပြည်တွင်းစစ်ကိုနိုင်ငံခြားစစ်မျက်နှာတစ်ခုဖွင့်ပြီးတိုက်နေကြပါတယ်အင်တာနက်ပေါ်ကတိုက်ပွဲစစ်အစိုးရကတင်လိုက်တဲ့သတင်းမှားတွေစသဖြင့်ရှုပ်ထွေးပွေလီတဲ့ပြည်တွင်းစစ်ဖြစ်လာနေပါတယ်တမဲကောင်းဆေးတပုံနဲ့ ပြည်တွင်းစစ်ပြဿနာမရှင်းနိုင်တော့ပါဘူးပြည်တွင်းစစ်တာရှိရခြင်းကြောင့်အရှုံးအနိုင်ပြတ်မသွားပဲနှစ်90ကျော်ရှေ့ကြာရခြင်းရဲ့အကြောင်းကနှစ်ဖက်စလုံးမှာရှိပါတယ်အပြတ်ချပြစ်လိုက်ဖို့နှစ်ဖက်စလုံးကအားထုတ်ကြတာပါပဲဖာစပါလာက6လအတွင်းအပြုတ်တိုက်ရေးလုပ်တယ်လို့ဘာကဘာကလည်းနှစ်နှစ်အတွင်းစစ်နိုင်ရေးလုပ်ပါတယ်ဘယ်သူမှမအောင်မြင်ပါ ဖာစာပလာဆိုရဘက်ကလည်း PVO RBA နဲ့ KNU ကိစ္စတွေဇက်တိုက်လို့ပေါ်နေလို့ဘကဘကို အပြုတ်တိုက်ပစ်ဖို့မလွယ်ပါရန်ကုန်အစိုးရဖြစ်တောင်းရောက်သွားပါတယ်ဘကဘကလည်းကိုရီးယားစစ်ဖြစ်တဲ့နှစ်ကနှစ်နှစ်အတွင်းစစ်နိုင်ရေးလောက်ပါတယ်လောက်ကြည့်ပြီးမဟာတော့လို့ရက်လိုက်ရပါတယ်အစိုးရကိုလက်နက်ကင်တိုက်ကြတဲ့အင်အားစုတွေမှာဘုံရန်သူ ရှိပေမဲ့ဘုံလုပ်ငန်းစဉ်အနေအဆုံလုပ်ငန်းစဉ်မရှိပါ အခြေအနေကဘယ်လိုပဲပြေးနေပါစေရန်ကုန်အစိုးရကိုအပြုတ်ချပစ်ဖို့အခွင့်မသာခဲ့ပါ။ဘာကြောင့်အခွင့်မသာတယ်လဲဆိုတာဟာဗမာပြည်တော်လှန်ရေးရဲ့ထူးခြားချက်ကြောင့်ပါ။ဘာတွေထူးခြားတယ်လဲ။ဥပမာတစ်ချို့ပြပါမယ်။ဘာကပ PVO RBA တို့တပ်ပေါင်းစုဖွဲ့မိပါတယ်။လက်ဝဲတပ်ပေါင်းစုလို့ခေါ်နိုင်ပါတယ်။ဒါပေမဲ့လမ်းစဉ်တွေတူအောင်ညှိမရပါဘူး။ အလန်ဒီကိုတက်ပေါင်းစုအင်အားတဲ့မထည့်နိုင်တာကသူ့ရဲ့ဂိုင်းကနာကြောင့်ပါအလန်ဒီဟာဂိုင်းတစ်ခုဖြစ်ကံဒီလူမှုအခြေခံရှိတဲ့နိုင်ငံရေးအင်အားစုဖြစ်ဘယ်တော့မှမတက်ခဲ့ပါ နောက်ဆုံးဇက်သိန်းတဲ့အထိဂိုင်းကလေးဖြစ်ကမတက်ခဲ့ပါနေဝင်းစစ်အုပ်စုက တော်ထဲမှာတမင်မွေးထားတယ်လို့ထင်စရာတွေအများကြီးရှိပါတယ်သူတို့ကိစ္စရေးမှမဟုတ်လို့ခြံခဲ့ပါမယ်တော်လိုင်းအင်အားစုတွေဟာကျေးလက်ကိုအခြေခံရတော့ မြေယာနဲ့ကျစ်လက် policy ရှိရပါတယ်။ဘာကဘ policy ကတစ်မျိုး PVO policy ကတစ်မျိုးဖြစ်ကြပါတယ်။ဘာကဘ policy ကဆင်းရဲလေသမားနဲ့ကျစ်လက်ပစ္စည်းမဲ့အလွှာကိုအလွန်ကျုံမှီကိုအလုတ်ကျွေးပြုတ်ထားတဲ့လမ်းစဉ်ဖြစ်နေပါတယ်။မြေတွေအကုန်သိမ့်အကုန်ဝေဆိုတော့အလက်လေသမားနဲ့ချမ်းသာလေသမားပိုင်းမြေတွေပါ အသိမ့်ခံရပါတယ်။မြေပြန်ဝေတော့ဆင်းရဲတွေကမြေဝေစုများများ ရသွားပါတယ်။မြေမဲ့ရာမဲ့ကလည်းမြေမရှိရာကမြေပိုင်ဖြစ်သွားပါတယ်။အလက်နဲ့ချမ်းတာကတော့တိမ့်သွားတဲ့မြေထက်ရော့ပြီးရရုံမကလက်ငုပ်မြေကောင်းတွေလက်လွတ်ပြီးမြေညံ့တွေရကြပါတယ်။ဆင်းရဲအခြေခံအလက်မဟာမိပြုချမ်းသာကြားထားမြေရှင်ဥတီတိုက်ရေးမူနဲ့မကြိုက်ပါဘူး။ဆင်းရဲအခြေခံမိပေမဲ့အလက်မဟာမိပြုရင်းနဲ့ချမ်းသာကြားထားရေးမဟုတ်တော့ပါဘူး။ PVO ရဲ့လမ်းစဉ်ကတမျိုးပါအလတ်နဲ့ချမ်းသာလယ်သမားအလုတ်ကျွေးပြူရီဖြစ်နေပါတယ်ဆင်းရဲနဲ့မြေမဲ့ရာမဲ့လယ်သမားကိုဒုံညင်းအတိုင်းရှိစေပါတယ်ဒီလို policy နှစ်ခုအစဉ်မြိုင်ဖြစ်နေတာနဲ့နေမြေအငင်းပွားမှုတွေပေါင်းပြီးတော့အချင်းချင်းစစ်တိုက်ကြရတဲ့အထိဖြစ်ပါတယ်အဲဒီတုန်းကရေနံမြေကကိုယ့်လက်ထဲရလူနီဖြစ်နေပါတယ်အင်္ဂလိပ်ပိုင်ကုမ္ပဏီကြီး BOC က New Italy စာချုပ်အရတရားဝင် ရှိနေပါတယ် ဒီကုမ္ပဏီကိုနိုင်ငံပိုင်လုပ်ရေး policy မှာ PVO နဲ့ဘကပမကွဲပါဥပဖေကဘုံနေဝင်းကိုစစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ BOC ရဲ့ကိုယ်တိုင်လှုပ်ပြီးချင်းကတ်တယ်ဆိုတာအဲ့ဒီချိန်ကပါဘုံနေဝင်းမလုပ်ရဲပါ ဥပဖေကိုဖွင့်ချပါတယ်အဲ့ဒီကလေးကဥပဖေနလန်မထူတော့ပါ RBA နဲ့ဘကပက policy ဆိုင်ရာအငင်းပွားမှုမရှိပါ တော်တဲ့ရောရောင်ပါလာတဲ့ဗိုလ်တင်ထွန်းအောင်တို့ကြံစီမှုကိုဖြိုခွင်းရတာပဲရှိပါတယ်။ KNU နဲ့ပြဿနာကြတော့ပိုပြီးရှုပ်ပါတယ်။ PVO နဲ့မြေယာ policy ကွဲတာကပြင်ဆင်လိုက်နိုင်ပါတယ်။ဘာကဘာကလွန်နေတာရှော့ PVO ကလည်းဆင်းရဲလေသမားအခြေခံကြီးလှုပ်လိုက်တော့ပြေလည်သွားပါတယ်။ KNU နဲ့ပြဿနာကတော့အခုထိ ပြေလည်တယ်ပြောမရပါ။နောက်ပိုင်းစစ်အစိုးရခေတ်မှာပေါ်လာတဲ့လူမျိုးစုအခြေခံလက်နက်ကိုင်အင်အားစုတွေနဲ့ကြတော့ မဖြေရှင်းနိုင်တဲ့ပြဿနာကြီးဖြစ်လာပါတယ်။ကွန်မန်ပါတီကလူဒန်းစားနဲ့လူဒန်းစားတိုက်ပွဲကိုယုံကြည်ပါတယ်။လူမျိုးတိုင်းမှာလူဒန်းစားကွဲပြားမှုရှိတယ်လို့သတ်မှတ်ပါတယ်။သက်ဆိုင်ရာလူမျိုးဟာဘယ်စနစ်ထဲရောက်နေသလဲ။ကြေးပိုင်ကျွန်ပိုင်အဆင့်ရောက်နေရင်ကျွန်ပိုင်နဲ့ကြေးကျွန်လူဒန်းစားရှိမှာပါပဲ။ဘရေဒရစ်အဆင့်ဆိုရင်ဘရေဒရစ်မြေရှင်နဲ့လယ်သမားလူဒန်းစားရှိနေပါလိမ့်မယ်။ရောင်းကုန်ထုတ်လို့ရေးအဆင့်ရောက်နေရင်တော့ဒနာရှင်နဲ့အလုပ်သမား အတိုးကြီးစားနဲ့မြည်စားရှိမှာပါပဲအဲ့ဒီယူဆကိုလူမျိုးစုအဖွဲ့တိုင်းလောက်ကလက်မခံပါသူတို့မှာလူမျိုးပဲရှိတယ်လူတန်းစားမရှိဘူးလို့ဆိုပါတယ်ရှမ်းကရှမ်းမျိုးသားရေးဝါဒကချင်ကကချင်မျိုးသားရေးဝါဒဒါပဲလို့တယ်လို့ယူဆကြပါတယ်ရန်သူကဗမာလူမျိုးပဲလို့သတ်မှတ်ပါတယ်နောက်တော့ဗမာစစ်အစိုးရလို့ပြင်ပါတယ် KIO ခေါင်းဆောင်တွေနဲ့ တပ်ပေါင်းစုဆွေးနွေးပွဲတစ်ခုမှာဒီကိစ္စပေါ်ပါတယ်သူတို့က ism ဝါရတွေကြောင့်ခက်နေတာလို့ပြောပါတယ်သူပြောချင်တာက communism socialism communist ဝါရ socialist ဝါရအဲ့ဒီဝါရတွေကိုဆိုလိုတာပါခမည်းတော်လည်း ism ရှိကြပဲဆိုတော့မရှိဘူးညင်းပါတယ် nationalism လေလို့ပြောမှ ဟုတ်တယ်လို့ပြောပါတယ်ဒါတွေကြောင့်မမပီတော်လိုင်းမှာပြည်သူဒီမိုကရေစီလို့ community တွေကပြော ူတို့ကအမျိုးသားဒီမိုကရေစီလို့ပြောမလို့အဖဲညှင်းနေကြပါတယ် NDF ဆိုတာဗမာမပါပဲဖွဲ့ကြပါတယ်သူတို့အနေနဲ့ဘကပကဗမာတဲမှာလူဒန်းစားကြီးလောက်တာတော့ကြိုက်ပါတယ်ဗမာချင်းတိုက်ပွဲမှာအမျက်ထုတ်နိုင်လို့ပါသူတို့ကတော့အမျိုးသားကြီးပဲလုပ်မယ်လို့ဆိုပါတယ်ဗမာက BIA လောက်ခဲ့တယ်လို့သူတို့လည်း IA တွေဖွဲ့ကြပါတယ် SSIA KIA စသဖြင့် အခုတော့မျိုးဆက်သစ်တချို့ကဗမာမပါရေးတာမကတော့ပါဗမာစကားမပြောရေးအင်္ဂလိပ်ဘာသာကိုဘုံဘာသာလုပ်ရေးအထိပြောတာကြားရပါတယ်စိတ်ကူးရင်တာပါပဲစိတ်ကူးရင်ကလူတိုင်းမှာရှိလို့ဝေမြူနိုင်ပါတခါတော့က KNUP ဖွဲ့ပါတယ်သူတို့ကလူဒန်းစားနဲ့လူဒန်းစားတိုက်ပွဲသဘောတရားကိုလက်ခံပါတယ်ဘာကပါနဲ့အတော်ကလေးနီးစပ်ခဲ့ပူပါတယ် ကွန်မြူနတီရဲ့ယူဆကနိုင်ငံရေးလှုပ်ရှားမှုတိုင်းဟာ policy တစ်ခုခုကို လုပ်နေတာလို့ယူဆပါတယ်အသိရှိစွာဖြစ်စေ အသိမဲ့စွာ ဖြစ်စေလုပ်နေကြတာကြီးပါပဲ policy တိုင်းဟာလည်းလူတန်းစားတစ်ခုခုကိုကိုစားပြုတာ အလုတ်ကျွေးပြုတာကြီးပါပဲတမျိုးသားလုံးကိုကိုစားပြုတယ်လို့ပြောကောင်းပြောပါလိမ့်မယ်မဟုတ်ပါစစ်အစိုးရကအမျိုးသားရေးတာဝန်အမျိုးသားနိုင်ငံရေးလို့ပြောနေတာမျိုးပါ ရန်ကုန်အစိုးရဖြစ်နေပြီပြောက်ကြဖို့တဲတဲလေးလိုတယ်။ဘာကြောင့်အဲ့ဒီတုန်းကဘာကပ RBA PVO KNU ပေါင်းပြီးရန်ကုန်မသိမ်းတယ်လေလို့မျိုးဆက်တစ်တချို့ကပြစ်တင်ကြင်ကြပါတယ်။ပြောသလားမလွယ်ပါ။စဉ်းစားနိုင်အောင်အဲ့ဒီတုန်းကအချိန်ကြီးလိုသလောက်ပြင်ပြပါမယ်။ခုနှစ်တနည်းလုံးပါတီကထိုးစစ်တွေကြံ့ကြံ့ခံနေရပါတယ်။ထိုးတဲ့တပ်တွေက ကရင် ကချင်ချင်း ခေါ်ရခတ်တွေပါ သူတို့ပဲဖဆပလအစိုးရအမိတ်နာကမှာတယ်ဗမာတက်တွေက တချို့ တော့ခိုတချို့ကပြက်ဘိုးတချို့ကတုံမှန်းဖြစ်ဘိုးတချို့ကစစ်ဆိုရင် ရေတောင်စစ်မတော့ချင်ဘူးလို့ပြောပြီးဖုံးကြီးဝတ်ပါတယ်49မှာ ကရင်တက်တွေတော့ခိုမှာဘာကပအသက်ရှူချောင်းပါတယ်ကရင်တက်တွေမန္တလေးတက်လာပါတယ်မန္တလေးရောက်ခါနီးမြင့်ငယ်တရားရောက်တော့တန့်သွားပါတယ်အစိုးရတက် PVO နဲ့ဆိုရှယ်တက်တွေကမြင့်ငယ်တစ်ဖက်ကန်းကခန်းနေပါလေ။ဦးစည်းလာတဲ့ကရင်တပ်မှုတွေစီပါတီကစစ်ရေးတပ်ပေါင်းစုယာယီဖွဲ့ဖို့ကမ်းလှမ်းပါတယ်။တချိန်တည်းမှာအစိုးရဘက်ကတိုက်နေတဲ့ PVO တပ်ကိုဘကပ PVO ကရင်စစ်ရေးပူးပေါင်းပြီးမန္တလေးအရယူဖို့ကမ်းလှမ်းပါတယ်။ PVO ကဆိုရှယ်ကိုမုန်းတီးနေလို့ပထမတော့လက်ခံတယ်လို့ပြန်စာပေးပါတယ်။တရားဝင်၃ဘွဲ့လက်မှတ်ထိုးကြေညာချက်ထုတ်မယ်လို့တော့ PVO ကလိုက်ပြမတန့်လို့နောက်ဆုတ်သွားပါတယ်။ဘာကပါနဲ့ကရင်တက်ပဲလက်မှတ်ထိုးထုတ်ပြန်လိုက်ရပါတယ်။တခုကောင်းသွားတာက PVO ကမန္တလေးစစ်မျက်နှာကနေသူ့သဘောနဲ့သူ ဆုတ်သွားပါတယ်။ကွန်မြူနီနဲ့ကရင်တက်ကိုခံမတိုက်ပါ။ကြံခဲ့တဲ့ဆိုရတက်ချင်းတက်နဲ့ဆိုရှယ်တက်ကမန္တလေးကမခံဝတ်ပါဘူး။ဒါကြောင့်လွယ်လွယ်ပဲမန္တလေးသိမ့်မိပါတယ်။ KNU ထူထောင်မဲ့ကော်သူလေပြည်တဲ့မှာ မန္တလေးမပါပါခရင်ကမန္တလေးကိုကြာရှည်သိမ့်ဖို့လာတာလဲမဟုတ်ပါမေမြို့မှာလက်နဲ့ဖြုတ်ဖန်းခံထားရတဲ့ကရင်တွေကိုကဲထုတ်ဖို့ပဲလာတာပါသူတို့ရဲ့စစ်ရေးတာဝန်ပြီးတော့ပြန်ပါတယ်ဘာကဘာကလဲအာဃာတမထားပဲလက်တွဲဖို့ဥအောင်ကမ်းလမ်းပါတယ်ရန်ကုန်အစိုးရဘဝရောက်သွားကြတာမန္တလေးကျသွားလို့ပါပဲနောက်တော့အစိုးရကမန္တလေးပြန်သိမ်းပါတယ်မန္တလေးမြို့သိမ်းရမှာ PVO တွေပါလာပါတယ် ဲ့ဒီအခါဒုတိယကြိမ်မန္တလေးကို တော်လိုင်းတက်ကတခါထက်သိမ်းပါတယ်အစိုးရတက်ထက်ကဘိုလာဖေတို့အင်အားတွေရဲ့ဘိုလာဖေဆိုတာရဲဘော်ချစ်ကောင်းရဲဘော်အုံးမောင်မန်းဝဲမောင်တို့ရဲ့အိန္ဒိယခီးမှာပါတဲ့ဘိုလာဖေပါ PVO ရဲ့ဘာဂဘရဲ့သုံးဘွဲ့ပေါင်းပြီးသိမ်းတာပါဒါကနိုင်ငံရေးတပေါင်းသူပါမန္တလေးမှာကြာကြာမနေနိုင်ပါပြန်ဆုတ်ခဲ့ရပါတယ်စစ်ရဲသဘောတူညီချက်ယာယီယူပြီးမန္တလေးသိမ်းတယ်လို့ ရန်ကုန်သိမ်းလို့မဖြစ်ပါ အနိုင်ဆုံးနိုင်ငံရေးလမ်းစဉ်ရှိမှဖြစ်ပါမယ်ရန်ကုန်ကမြို့တော်ပါ အင်္ဂလိပ်စစ်မရှင်လည်းရှိပါတယ်တန်ယုံတွေလည်းရှိပါတယ်ရန်ကုန်သိမ်းပြီးခဲ့တော်ဆိုတာနဲ့စဉ်းစားကြည့်ပါဘာကဘာကအတန်လွင့်ယုံသိမ်းပြီးနူအက်ဒလီစာချုပ်ပယ်ဖျက်လိုက်တယ်ဗြိတိရှစစ်မရှင်ထွက်တာပါ BOC နိုင်ငံပိုင်သိမ်းလိုက်ပြီးမြေရှင်စနစ်ဖျက်သိမ်းလိုက်ပြီးလေလောက်သူတွေလေပိုင်ကြလို့ ကြေညာတယ်ဆိုပါတော့ KNU သဘောတူပါမလားနောက်တစ်မျိုး KNU ကအတန်လွင့်ယုံသိမ့်ပြီးကော်တူးလေပြည်ထူထောင်ကြောင်းကြေညာပြည်ထောင်ဒဏ္ဍာဟရရဲပြန်ဝင်မယ်လို့ပြောကော်တူးလေပြည်တဲ့ဘယ်ဒေတာတွေပါတယ်လို့ကြေညာရင်ဘာကဘာကရောတခြားအဖွဲ့တွေပါတီတွေကပါလက်ခံနိုင်မှာမဟုတ်ပါ ကော်တူးလေပြည်ရဲ့အဝန်အဝိုင်းကို KNU တွေကပြောထားပြီးသားပါလျှို့ဝှက်ချက်မဟုတ်ပါ ဒါက1949ကိုဥပမာပေးတာပါ1969ဥနုတို့တောခုတော့တရုတ်ပြည်ကဆင်းလာတဲ့အနီလိုက်အရှိတောင်အာရှမပြန့်အောင် ထိုင်းဗမာနယ်စပ်မှာတာယိုးကြီးတိဆောက်ပြီးကာကွယ်ဖို့လုပ်ကြတယ်ဘဂဘဂအနီလိုက်စီးနေတယ်ဥနုတို့ကအနီလိုက်တားနေတယ်ဒါလည်းအနိုင်ဆုံးလုပ်ငန်းစဉ်မရှိကြကြောင်ဖြစ်တာပဲစစ်အေးခေတ်မှာအဲ့ဒါလိုအနိုင်ဆုံးလုပ်ငန်းစဉ်ရှိဖို့ကလည်းမလွယ်ပါဘူး ။နောက်ဦးနုတို့ဘိုလက်ရတို့အခက်ခဲတွေ့တယ်ဆိုတာကြားပါတယ်။သူတို့မှန်းချက်နဲ့နှမ်းတွက်မကိုက်ဖြစ်နေပြီ။ KNU နဲ့ပြည်ပခတွေဖြစ်နေပြီဆိုတာကြားပါတယ်။ဒါလည်းအနိုင်ဆုံးလုပ်ငန်းစဉ်သူတို့ထဲမရှိကြလို့ပါပဲ။လက်နက်ကင်တိုက်နေသူများမှာဘုံလုပ်ငန်းစဉ်မရှိရင်ပြည်တွင်းစစ်ကတာရှည်ပါလိမ့်မယ်။ဥပဒေတွင်းကအကြမ်းမဖက်ရေးလမ်းလိုက်နေသူများမှာဘုံလုပ်ငန်းစဉ်မရှိရင်ဒီမိုကရေစီ ရေစုံမျောပါမယ်1988ကတာရကကိုပဲကြည်ပါယာယီယာပြက်အစိုးရမဖွဲ့နိုင်ပါဒီမိုကရေစီဖခင်ကြီးရတမျိုးယာသက်ပံဝန်ကြီးချုပ်ကတဖုံဖြစ်ပြီးစစ်အုပ်စုကပဲစားသွားပါတယ်